ရုရှားသမ္မတဗလာဒီမာပူတင်ဟာသူ့ရဲ့စစ်တပ်မှာယူကရိန်းထက်အမြောက်လက်နက်အင်အားတိတိတတ်တာတာလုံမှုရှိတာကို၃နှစ်ကျော်ကြာအားကိုးခဲ့ပါတယ်။သူဟာဒီအားသာချက်ကိုအသုံးပြုပြီးယူကရိန်းတပ်ဖွဲ့တွေကိုပောက်ကွဲစေတဲ့အမြောက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ပြီးရုရှားအနေနဲ့နယ်မြေသိမ်းပိုက်နိုင်ခဲ့တယ်လို့ယူကရိန်းပြည်သူတွေကိုထိတ်လန့်ကြောက်ရွံ့စေခဲ့ပါတယ်။အခုတော့ဒီအားသာချက်ဟာအဆုံးသတ်လို့နှီးပါဖြစ်လာနေပါပြီ။ဂျာမနီနဲ့ယူကရိန်းရဲ့ကာကွယ်ရေးလုပ်ငန်းထုတ်လုပ်သူတွေအကြားကြီးမားတဲ့သဘောတူညီချက်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပြီး ဒီသဘောတူညီချက်ဟာပူတင်ရဲ့ခဲယံအသာချက်ကိုထာဝရအဆုံးသတ်နိုင်ပွဲရှိပါတယ်။မေလ13ရက်နေ့မှာဂျာမနီလက်နက်ထုတ်လုပ်သူ Raymetal ကယူကရိန်းကာကွယ်ရေးလုပ်ငန်းအစုရှယ်ယာကုမ္ပဏီနဲ့တီးတန့်သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးခဲ့တယ်လို့ကြေညာခဲ့ပါတယ်။သူတို့ရဲ့ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်အရနှစ်ဖွဲ့ပေါင်းပြီးယူကရိန်းအတွင်းမှာအမြောက်ခဲယံထုတ်လုပ်တဲ့စက်ရုံတွေတိစောက်သွားမှာပါ။ တနည်းအားဖြင့်ယူကရိန်းဟာခဲယမ်းဖြည့်ဆည်းဖို့မိတ်ဖက်နိုင်ငံတွေကိုမကြခင်မှာအားကိုးနေကြမလို့တော့ပါဘူး။ဂျာမနီရဲ့အကူအညီနဲ့ယူကရိန်းဟာပူတင်ရဲ့စွမ်းရည်နဲ့ရှင်နိုင်တဲ့အမြောက်ခဲယမ်းထုတ်လုပ်သူအဖြစ်ပြောင်းလဲသွားမှာပါ။ဒီသဘောတူညီချက်ကိုကြေညာရင်းဥကရိုဘရွန်ပရွန်ရဲ့အထွေထွေညွှန်ကြားရေးမှူးအိုလက်ခူလီယာကအခုလိုပြောခဲ့ပါတယ်။စစ်ပွဲကအမြောက်ကြီးတွေရဲ့လိုအပ်ချက်ဟာအလွန်ကြီးမားပြီးလက်ရှိလုပ်ငန်းတွေရဲ့စွမ်းရည်ဟာဒါကိုအပြည့်အဝဖြည့်ဆည်းပေးဖို့မလုံလောက်ဘူးဆိုတာကိုတတ်သိပြခဲ့ပါဗျ။ ဒါကြောင့်ခရရန်ထုတ်လုပ်တဲ့စက်ယုံအစ်တိုင်းထုတ်လုပ်မှုလိုင်းအစ်တိုင်းဟာစစ်တပ်ကိုဖြည့်ဆည်းဖို့အရေးကြီးလာပါတယ်။ဒီလိုအဆောက်အုံတွေကိုဖန်တီးဖို့အခွင့်အလမ်းအားလုံးကိုအသုံးပြုရမှာပါ။ဒီအခွင့်အလမ်းကိုအသုံးချဖို့ဆိုတာကို ယူကရိန်းကအတိအကျယူရထားတာပါ။ဥကရိုပရိုပရွန်ဟာရေမီတယ်နဲ့ဒီသဘောတူညီချက်ကိုမက်ထရစ်မှာကျင်းပခဲ့တဲ့အထူးအခမ်းအနားတစ်ခုမှာလက်မှတ်ရေးထိုးခဲ့ပြီးယူကရိန်းရဲ့အခြားအနောက်တိုင်းမိတ်ဖက်တွေမှာလည်းဒီမှာပါဝင် ထောက်ခံတယ်ဆိုတာကိုမိမောင်းထိုးပြခဲ့ပါဗျာ။ mil.in.ua ရဲ့ဖော်ပြချက်အရဒီသဘောတူညီချက်မှာအုပ်စုတစ်ခုစီဟာအနာဂတ်မှာတရားသဘောတူညီချက်တွေကိုအခြေခံပြီးယူကရိန်းမှာထုတ်လုပ်မှုဆက်ယုံတွေတည်ဆောက်ဖို့အတူတကွလှုံ့ဆော်သွားမှာပါဒီဆက်ယုံတွေကအမြောက်ခဲရန်ဘလောက်ထုတ်လုပ်ဖို့ရည်ရွယ်ထားလဲဘယ်အချိန်မှာပြီးသီးမလဲဆိုတာကတော့မသေချာသေးပါဘူးရေမီတောလ်နဲ့ဥကရိုပိုရိုပရမ်ဂျာပူပေါင်းဆောင်ရွက်မှုဟာဘာမှအသက်ဆန်းမဟုတ်ပေမဲ့ဒီနေရာမှာနောက်ထပ်အလွန်အရေးကြီးတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားနေပါတယ် 2023ခုနှစ်အောက်တိုဘာလတုန်းကဒီအုပ်စုနှစ်ခုကမတူညီတဲ့ပူးပေါင်းဆောင်ရွက်မှုတစ်ခုကိုကြေညာခဲ့ပါတယ်။ယူကရိန်းရဲ့ကာကွယ်ရေးလုပ်ငန်းနဲ့အနောက်တိုင်းမိတ်ဖက်တွေအတူတကွလှုပ်ဆောင်ခဲ့တဲ့ဒီအစောပိုင်းဥပမာမှာအနောက်တိုင်းထုတ်စစ်ဘက်ဆိုင်ရာပစ္စည်းတွေကိုပြုပြင်ရေးအတွက်ယူကရိန်းတွင်းမှာအထူးလုပ်ငန်းရုံတွေဖန်တီးဖို့နှစ်ဖွဲ့ပေါင်းစည်းခဲ့ပါတယ်။အဲ့ဒီအဆောက်အုံတွေဟာအဲ့ဒီအချိန်ကအလွန်အရေးကြီးခဲ့ပါတယ်။ယူကရိန်းဟာရုရှားနဲ့တိုက်ပွဲမှာအသုံးပြုဖို့အနောက်တိုင်းထုတ်စက်ကရီယာတွေအများအပြားရရှိနေခဲ့ုံနဲ့မကား ဒီစက္ကရာရီနဲ့ပတ်သက်တဲ့ပြည်ရင်းကြွန့်ကျင်မှုတွေကိုလည်းဖွံ့ဖြိုးအောင်လုပ်ဖို့လိုအပ်ခဲ့ပါတယ်။ပူပေါင်းတည်ထောင်တဲ့စစ်ရုံတွေဟာလက်ကျင်ရေးအခွင့်အလမ်းတွေပေးအပ်ခဲ့ပြီးယူကရိန်းရဲ့စစ်ပွဲအတွက်အရေးပါတယ်လို့သက်သေပြခဲ့တဲ့ပစ္စည်းတွေရဲ့တက်တန်းကိုတိုးမြှင့်နိုင်ခဲ့ပါတယ်။ပူပေါင်းလုပ်ငန်းတစ်ခုဖန်တီးမှုဟာခြေကားပြောဆိုခြင်းမဟုတ်ဘဲကျွန်တော်တို့ရဲ့နိုင်ငံတွေအကြားပူပေါင်းဆောင်ရွက်မှုတွေကိုအရေးအသွေးအရအဆင့်အစ်တစ်ခုစီပို့ဆောင်ပေးတဲ့အထိမ့်မှတ်ဖြစ်ရတစ်ခုဖြစ်ပြီး လွတ်လပ်သောကမ္ဘာရဲ့လက်နက်တိုက်ကိုအတူတကွတည်ဆောက်နိုင်စေမှာပါလို့ယူကရိန်းဝန်ကြီးချုပ်ဒီနစ်ရှမီဟယ်ကအဲ့ဒီချိန်ကပြောခဲ့ပါဗျ။ဒီပထမဆုံးပူးပေါင်းလုပ်ငန်းက2024ခုနှစ်ဇွန်လမှာအနောက်တိုင်းထုတ်ပစ္စည်းတွေပြုပင်ရေးအတွက်ယူကရိန်းရဲ့ပထမဆုံးအလုပ်ရုံကိုဖွင့်လှစ်နိုင်ခဲ့ပါဗျ။အခုဆိုရင်အဲ့ဒီအလုပ်ရုံဟာယူကရိန်းမှာအသုံးပြုနေတဲ့ Rheinmetall ဒီဇိုင်းထုတ်ထားတဲ့တိုက်ခိုက်ရေးယာဉ်တွေကိုဆက်လက်ပြုပြင်နေသေးပါသူတို့ရဲ့သဘောတူညီချက်အသစ်ကြီးညာမှုနဲ့အတူ ရေမီတယ်နဲ့ဥကရိုပိုရိုပရမ်ဟာသူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုတဆင့်တက်လှမ်းလိုက်ပါပြီ။ဒါဟာရှီဘီသားလက်နက်တွေကိုပြုပြင်ရုံနဲ့မကပါဘူး။နှစ်ဖွဲ့အတူတကွာယူကရိန်းရဲ့စစ်ပွဲမှာအနိုင်ရဖို့အလှည့်ပြောင်းဖြစ်စေနိုင်တဲ့အမြောက်လက်နက်တွေစတင်ထုတ်လုပ်သွားမှာပါ။ပူတင်ရဲ့အမြောက်လက်နက်အားသာချက်ဟာသူ့ရဲ့တပ်ဖွဲ့တွေယူကရိန်းနဲ့နှက်ဆိုင်စွာ တိုးဝင်နိုင်ခဲ့တဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။အခုဆိုရင်ရုရှားဟာယူကရိန်းနိုင်ငံရဲ့20ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားပါတယ်။ ဒီအောင်မြင်မှုတွေဟာပူတင်ကဆက်လက်လေကြောင်းတိုက်ခိုက်မှုတွေနဲ့လမ်းကြောင်းပေါ်ကတခုပြီးတခုတိုက်ခိုက်မှုတွေကိုပေါင်းဆက်ပြီးတုံးစစ်စင်ရေးကိုစတင်ခဲ့လို့ဖြစ်ပေါ်ခဲ့တာပါအမြောက်လက်နက်တွေဟာဒီဒီတခုနောက်တခုတိုက်ခိုက်မှုတွေမှာအဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်ယူကရိန်းရဲ့ခံတပ်တွေစီပေးပို့တဲ့ပောက်ကွဲစီတဲ့ကြီးတခုစီဟာရုရှားခြေလျင်တပ်ဖွဲ့တွေအုံချနိုင်တဲ့ကာကွယ်ရေးမှာအကွဲကြောင်းတွေဖန်တီးပေးခဲ့ပါတယ်ကြီးမားတဲ့အမြောက်အားသာချက်နဲ့ ပူတင်ဟာဒီအကွဲကြောင်းတွေကို အသုံးချပြီးသူရရှိထားတဲ့အောင်မြင်မှုတွေကိုဖန်တီးနိုင်ခဲ့ပါတယ်။ဥကရိုပရိုပရွန်နဲ့ရေမီတယ်အကြာသဘောတူညီချက်ဟာဥရောပဟာဒီအားသာချက်ကိုအဆုံးသတ်ဖို့တက်ကြွသွားလှုပ်ဆောင်နေတယ်ဆိုတော့ပထမဆုံးလက္ခဏာတွေကတခုဖြစ်ပါတယ်။ဧပြီလ25ရက်နေ့ဒီအထိမ့်မှတ်သဘောတူညီချက်ကိုကြေညာဖို့ရတတပတ်အနေငယ်အလို့မှာ United 24 Media ကဥရောပဟာပူတင်ကျူးကျော်ခဲ့တဲ့အချိန်ကစပြီး အမြောက်ခဲရန်ထုတ်လုပ်မှုကိုဘလို့ပြောင်းလဲခဲ့တယ်လဲဆိုတာကိုရှင်းပြတဲ့စောင်းပါတစ်ပုဒ်ထုတ်ဝေခဲ့ပါတယ်၃နှစ်အတွင်းမှာပဲဥရောပဟာကြီရီကိုဖူလုံယုံထုတ်လုပ်ရာကနေတရုတ်နဲ့ရှင်နိုင်တဲ့ထုတ်လုပ်မှုအဆင့်ကိုရောက်ရှိခဲ့ပြီးမကြာခင်မှာရုရှားရဲ့ထုတ်လုပ်မှုကိုကျော်လွန်နိုင်ပွဲရှိတယ်လို့ဒီသတင်းဌာနကဖော်ပြခဲ့ပါတယ်2024ခုနှစ်အစောပိုင်းမှာအမေရိကန်ဟာယူကရိန်းကိုအမြောက်ကြီးဖြည့်ဆည်းရမှာဥဆောင်ခဲ့ပြီးအဲ့ဒီအချိန်မှာကြီပေါင်းနှစ်တန်းခန့်ကိုပို့ဆောင်ခဲ့ပေမဲ့ သူ့ရဲ့ရရှိနိုင်တဲ့တူလောင်မှုတွေကုန်ခန်းသွားခဲ့ပါတယ်။ဥရောပသမဂ္ဂ EU ဟာယူကရိန်းကိုခရမ်းလှူဒန်းမှုတွေဆက်လက်ထိန်းသိမ်းမှုကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။သူတို့ရဲ့လှူဒန်းမှုတွေဟာမသေးငယ်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာ EU ကနေယူကရိန်းထဲကိုကြည်ပေါင်းတပ်တန်းခန့်ရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့အမေရိကကပို့ဆောင်မှုတွေရပ်ဆိုင်းလိုက်တဲ့အခါယူကရိန်းဟာပြည်တွင်းထုတ်လုပ်မှုအကန့်အသတ်ရှိမှုနဲ့ EU ရဲ့ပံ့ပိုးမှုတွေဟာရုရှားထံမြောက်ကိုရီးယားလိုမိတ်ဖက်တွေကတဆင့်ရောက်ရှိလာတဲ့ ကြည်အလုံးရင်းရဲ့ပမာဏကြီးမားမှုနဲ့ရှင်ရင်တိတိတတ်တာနှဲပါနေတဲ့ပြဿနာနှစ်ခုကိုရင်ဆိုင်ခဲ့ရပါတယ်2025ခုနှစ်ဧပြီလဆိုရင်အခြေအနေဟာတိတိတတ်တာပြောင်းလဲသွားခဲ့ပါတယ် United 24ရဲ့ဖော်ပြချက်အရအမေရိကကအမြောက်ခဲယမ်းလှူဒန်းမှုတွေရပ်ဆိုင်းလိုက်တဲ့အတွက်ဖြစ်ပေါ်လာတဲ့အကွာအဝေးကိုဥရောပဟာဖြည့်ဆည်းပေးနေပါတယ်ဧပြီလမှာဗြိတိရှကာကွယ်ရေးထုတ်လုပ်သူ Bill System က Glasgow Weeks ထုတ်လုပ်ရေးဆက်ယုံမှာ ခဲယံထုတ်လုပ်မှုလိုင်းအသစ်တစ်ခုဖန်တီးမှုကိုကြေညာခဲ့ပါတယ်။ဒီလိုင်းအသစ်ဟာကုမ္ပဏီရဲ့ကြီးထုတ်လုပ်မှုကိုကိုဗစ်မတိုင်ခင်ကထက်16ဆမြင့်တင်ပေးမှဖြစ်ပြီးဒီနှစ်စာအုပ်မှာယူကရိန်းနဲ့ကိုခဲယံအသစ်တွေစတင်ရောက်ရှိလာမှာပါ။ရေမီတယ်လည်းအလုပ်များနေပါတယ်။ဥကရိုပရိုပရွန်နဲ့သဘောတူညီချက်အသစ်လက်မှတ်ထိုးတာကို ကြော်လွန်ပြီး၎င်းဟာ၎င်းရဲ့ကြီးထုတ်လုပ်မှုစွမ်းရည်ကိုချဲ့ထွင်နေပါတယ်။ဒိမတ်တနက်ထုတ်လို့သူနန်မူကလည်းရခင်ပိတ်ထားခဲ့တဲ့စက်ယုံတစ်ခုကိုပြန်လဲဖွင့်လိုက်ခဲ့ပြီး ယူကရိန်းထံပို့ဆောင်ဖို့အကြီးစားကြီးတွေထုတ်လုပ်ဖို့ရည်ရွယ်ထားပါတယ်။ Raymetal ကိုကြည့်ရင်ချက်သမရနိုင်ငံမှာရှိတဲ့ STV Group နဲ့နှစ်စဉ်ကြီးပေါင်းတပန်ထုတ်လုပ်ဖို့သဘောတူညီချက်တစ်ခုတောင်လက်မှတ်ထိုးခဲ့ပါတယ်။ဒါကိုနန်မိုရဲ့ပြန်ဖွင့်ထားတဲ့စက်ရုံကထုတ်လုပ်နိုင်တဲ့သုံးသိန်းနဲ့ဘေးကထုတ်လုပ်နေတဲ့ကြီးအစ်စ်ထောင်ပေါင်းများစွာနဲ့ပေါင်းစပ်လိုက်ရင်အမေရိကရဲ့ပို့ဆောင်မှုရပ်ဆိုင်းလိုက်တဲ့အကွာအဝေးကိုဖြည့်ဆည်းပေးနိုင်မှာပါ။ဒီကြီးအားလုံးဟာယူကရိန်းနဲ့ရောက်မလာပါဘူး။ အချို့ကိုထိမ့်သိမ်းထားမှာဖြစ်ပြီးထုတ်လုပ်တဲ့နိုင်ငံတွေဟာပူတင်ကသူ့ရဲ့လက်ရှိစစ်ပွဲထက်ပိုကြီးမားတဲ့ရည်မှန်းချက်တွေကိုချဲ့ထွင်ဖို့ဆုံးဖြတ်ခဲ့ရင်အဆင်သင့်ဖြစ်နေဖို့ပါဥရောပဟာသူတို့ရဲ့စွမ်းဆောင်ရည်ကို မြင့်တင်နေပါတယ်2026ခုနှစ်အတွက်အမြောက်ထုတ်လုပ်မှုခံမှန်းချက်တွေကအမြောက်လက်နက်ပူရှံမှုဟာဘလောက်နဲ့ဆိုင်လဲဆိုတာကိုပြသထားပါတယ်ရေမီဒယ်ကနောက်နှစ်မှာနှစ်စဉ်ကြီးပေါင်း9သိန်းခွဲထုတ်လုပ်မယ်လို့ပြောထားပြီး2029ခုနှစ်မှာ တတမတသန်းအထိမြင့်တင်မှုအစီအစဉ်ရှိပါတယ်။ base system က9သိန်းကိုရည်မှန်းထားပြီး STV က3သိန်းခွဲနဲ့စိုက်ရောက်မှာပါ။ပြင်သစ်ကလည်းနောက်တစ်ဆင့်ဖြစ်ပြီး KNDS က2026ခုနှစ်မှာကြီးအစ်စ်ပေါင်း3သိန်းကျော်နဲ့အတူအခြားနိုင်ငံတွေပောက်ကွဲပစ္စည်းတွေဖြစ်နိုင်မဲ့ကြီးအလုံးကြီးစင်တူထုတ်လုပ်မှာပါ။ပိုလန်တောင်မှဒီလှုပ်ရှားမှုမှာပါဝင်လာပြီးကာကွယ်ရေးထုတ်လုပ်သူ PGZ က2026ခုနှစ်မှာကြီးပေါင်း3သိန်းခွဲခန့်ထုတ်လုပ်မှုကိုရည်မှန်းထားပါတယ်။ အားလုံးပေါင်းလိုက်ရင်အမေရိကန်ကထောက်ပံ့မှုရဆိုင်လိုက်တဲ့နှစ်စဉ်ကြီးနှစ်တန်းရဲ့အကွာအဝေးကိုဖြည့်ဆည်းပေးနိုင်မှာပါ။ဒါဟာယူကရိန်းအနေနဲ့ရုရှားကိုတရက်ကိုကြီးပေါင်း9000ခန့်ပြစ်ခတ်နိုင်မှုလုံလောက်ပါတယ်။ပူတင်ရဲ့တပ်ဖွဲ့တွေဟာ24နာရီတိုင်းကြီးပေါင်း12000ခန့်အသုံးပြုနေပါတယ်။ရိမ်မီဒယ်နဲ့ဥကရိုပိုလိုပရွန်အကြားသဘောတူညီချက်ဟာဒီအမြောက်လက်နက်ပြောင်းလဲမှုကိုအရှိန်မြှင့်ပေးရုံသာမကပါဘူး။မိဖက်တွေစီကရရှိမဲ့ကြီးသိမ်းပေါင်းများစွာဖြင့် ယူကရိန်းဟာမဝေးတော့တဲ့အနာဂတ်မှာသူ့ရဲ့ခဲယမ်းကိုကိုယ်တိုင်ထုတ်လုပ်နိုင်တော့မှာပါဒီလှုပ်ရှားမှုကပူတင်ကိုအံ့အားသင့်စေမှာသိကြပါဗျ။သူဟာစစ်ပွဲရဲ့အမြောက်လက်နက်ပိုင်းမှာအောင်မြင်မှုကိုလက်ဝယ်ရထားပြီလို့ထင်ခဲ့ပေမဲ့အကြမ်းမြင့်ကြည့်ရင်အခုထိလဲသူ့မှာအားသာချက်ရှိပုံပေါ်ပါဗျ။ဘာကြောင့်လဲဆိုရင်တရက်ကို G12000 နဲ့ယူကရိန်းရဲ့9000ခန့်ကိုနှိုင်းယှဉ်ကြည့်ရင်ရုရှားဟာအမြောက်လက်နက်ပိုင်းမှာအားသာနေစေဖြစ်တယ်လို့ညွှန်ပြနေပါဗျ။ ါပေမဲ့လွန်ခဲ့တဲ့တစ်နှစ်ကရုရှားတပ်ဖွဲ့တွေအတွက်အခြေအနေဟာပိုပြီးအကောင်းမြင်စရာဖြစ်ခဲ့ပါတယ်။ဥပမာ2024ခုနှစ်မတ်လမှာ CNN ကရုရှားဟာအမေရိကနဲ့ဥရောပပေါင်းစပ်ထုတ်လုပ်မှုထက်သုံးဆပုံများတဲ့အမြောက်ကြီးတွေထုတ်လုပ်နိုင်တဲ့အချိန်မှာရှိနေတယ်လို့ဖော်ပြခဲ့ပါတယ်။ထုတ်လုပ်သူတွေဟာတလောက်ကိုကြီပေါင်း2သိန်းခွဲခန့်ထုတ်လုပ်နေပြီးနှစ်စဉ်3တန်းခန့်အထိရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမေရိကနဲ့ဥရောပဟာ ပေါင်းစပ်ပြီး နှစ်စဉ်ကြီး1.2တန်းခန့်သာပို့ဆောင်နိုင်ခဲ့ပါတယ်။အထူးသဖြင့်အမေရိကန်ဟာနောက်ကျနေခဲ့ပါတယ်။ယူကရိန်းကိုကြီးပေါင်း2တန်းခန့်ပို့ဆောင်ပြီးခဲ့ပေမဲ့၎င်းရဲ့ကာကွယ်ရေးလုပ်ငန်းဟာတလောက်ကိုတသိန်းခန့်သာထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒီကနန်းနေပါမှုဟာအကြောင်းပြချက်ရှိပါတယ်။အမေရိကန်ဟာစစ်ပွဲမှာရုရှားလိုခြေလျင်တပ်ဖွဲ့တွေကိုအားကိုးတာမျိုးမဟုတ်ဘဲလေကြောင်းနဲ့ရေကြောင်းအင်အားတွေနဲ့ပေါင်းစပ်ပြီးတိုက်ခိုက်မှုတွေလှုပ်ဆောင်တာကိုပုံနှစ်သက်ပါတယ်။ ဒါပေမဲ့ယူကရိန်းဟာကြီးမားတဲ့ပြဿနာတွေကိုရင်ဆိုင်နေရပုံပေါ်ပါတယ်။ CNN ရဲ့ဖော်ပြချက်တွေထွက်ပြီးတလကြာမှာ Business Insider ကရုရှားရဲ့အမြောက်အားသာချက်ဟာယူကရိန်းထက်လာပေါင်းအနည်းငယ်တွင်နှစ်ဆဖြစ်လာတော့မယ်လို့ဖော်ပြခဲ့ပါတယ်။အကြောင်းရင်းကတော့ American မှာခဲယမ်းပြက်လက်မှုတွေပေါ်ပေါက်လာပြီးအမြောက်ပံ့ပိုးမှုကိုရုပ်သိမ်းလိုက်တာနဲ့ဥရောပဟာအဲ့ဒီအချိန်မှာလိုအပ်သလောက်လိုက်မမီသေးတာကြောင့်ပါ။ဒါပေမဲ့ဒီနေရာမှာပြောင်းလဲမှုကိုစတင်တွေ့မြင်ရပါတယ်။ ဧပြီလကယူကရိန်းစစ်တပ်ကကြည်ရည်အတွက်ဟာတရက်ကိုရုရှားထက်ကြည်ရည်အတွက်9ဆနဲတယ်လို့ယူဆခဲ့ပါတယ်။အဲဒီချိန်မှာအမေရိကန်ဥရောပကုတ်ကဲရေးဗိုလ်ချုပ်ကြီးခရစ်ကာဘိုလီကဒီကိန်းကနန်းတွေဟာပိုဆိုးလာမယ်လို့သာမြင်ခဲ့ပါတယ်။စစ်မြေပြင်မှာအ धिक သေစေတဲ့အရာကအမြောက်လက်နဲ့ပါ။ပြိပခအများစုမှာဒါဟာမှန်ပေမဲ့ဒီစစ်ပွဲမှာတော့သေချာပေါက်မှန်ပါတယ်လို့ထပ်လောင်းပြောခဲ့ပါတယ်။သူက ပူတင်ဟာစစ်ပွဲရဲ့ဒီပိုင်းမှာဘလောက်တာလွန်အောင်မြင်ဖို့ပြင်ဆင်ထားသလဲဆိုတာကိုပြသတဲ့ကိန်းဂဏန်းတွေကိုလည်းမျှဝေခဲ့ပါတယ်။၂024ခုနှစ်လွေရာသီမှာကာဗိုလီကရုရှားဟာတစ်ဆယ်မှာတချိုးနဲ့အားတာလာမယ်လို့ပြောခဲ့ပါတယ်။ယူကရိန်းဟာတရက်ကိုကြီး2000မှာပိတ်မိနေမှာဖြစ်ပြီးရုရှားရဲ့အရှိန်မြင့်ထုတ်လုပ်မှုကတရက်ကို2000အထိပြစ်ခတ်နိုင်မှာပါ။အစိုးရကဖော်ပြခဲ့သလိုရုရှားဟာအမြောက်လက်နက်ပိုင်းမှာအားတာနေစေပါ။ ဒါပေမဲ့ရုရှားရဲ့တရက်ကိုကြီး12000နဲ့ယူကရိန်းရဲ့မကြခင် ဖြစ်လာမဲ9000ကိုနှိုင်းရှင်ကြည့်ရင်ကာဗိုလီခံမှန်းထားတဲ့စေစမှာတစအာတာချက်ထက်တိတိတသားပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။အခုဆိုရင်ပူတင်မှာတဝက်ကျော်အာတာချက်သာရှိတော့ပြီးယူကရိန်းရဲ့အကျိုးအတွက်အခြေအနေဟာဘလောက်မြန်ဆန်စွာပြောင်းလဲလာနေတယ်လဲဆိုတာကိုပြသထားပါတယ်။မြေပြင်မှာဥရောပရဲ့ထုတ်လုပ်မှုအဆင့်တွေမြင့်တက်လာမှုဟာဒီပြောင်းလဲမှုမှာအခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေသလို Raymidel နဲ့ ဥကရိုပိုလိုပရိုမကြာသဘောတူညီချက်လိုယူကရိန်းရဲ့ပြည်တွင်းထုတ်လုပ်မှုကို မြင့်တင်ပေးနိုင်တဲ့သဘောတူညီချက်တွေလည်းပါဝင်ပါတယ်။ဒါပေမဲ့ဒီဇယ်လမ်းမှာ နောက်ထပ်အရာတွေလည်းရှိပါသေးတယ်။တခုကတော့ရုရှားဟာ2024ခုနှစ်ကဘယ်သူမှခံမှန်းထားနိုင်မယ်မထင်တဲ့အမြောက်ကြီးထုတ်လုပ်မှုအပိုင်းမှာအလွန်အားနည်းနေပါတယ်။ဘလို့သိလဲဆိုရင်ပူတင်ဟာသူ့တပ်ဖွဲ့တွေအခုအသုံးပြနေတဲ့ကြီးအများစုကိုမိဖက်တစ်ခုစီကအားကိုးနေရလို့ပါ။ ဧပြီလ16ရက်နေ့မှာပရာဗတာကမြောက်ကိုရီးယားကရုရှားကိုလွန်ခဲ့တဲ့လ20အတွင်းအမြောက်ကြီးပေါင်း၄သန်းကနေ6သန်းအထိထောက်ပံ့ပေးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ဒီပို့ဆောင်မှုတွေဟာပင်လယ်နဲ့ယထာလမ်းကြောင်းတွေကတစဉ်လျှို့ဝှက်စွာပြုလုပ်ခဲ့တာပါ။ဒီပို့ဆောင်မှုတွေကရုရှားစစ်တပ်ကိုတိသာထင်ရှားတဲ့အားဖြည့်မှုပေးခဲ့ပါတယ်။ပရာဗတာရဲ့ဖော်ပြချက်အရ Open Source Center က2023ခုနှစ်စက်တင်ဘာလကနေ2025ခုနှစ်မတ်လအထိ ရုရှားသင်္ဘောတွေဟာမြောက်ကိုရီးယားရဲ့ Rajin စိတ်ကန်းကိုအနည်းဆုံး64ကြိမ်ပြုတ်လုခဲ့ပြီးဒီခီးတွေကြောင့်မြောက်ကိုရီးယားကြီးတွေပါဝင်တဲ့ကွန်တိုင်နာ16000ရုရှားထံရောက်ရှိခဲ့ပါတယ်။ဒီကြီးတွေဟာ ballistic ဒုံးကြီးတွေဒုံးပစ်စနစ်မျိုးစုံနဲ့ကိုရိုင်းရွေရှားနိုင်တဲ့အမြောက်ယူနစ်တွေပါဝင်တခြားလက်နက်စနစ်တွေနဲ့တွဲလျက်ပါလာခွင့်ရှိပါတယ်။2024ခုနှစ်ဧပြီလတုန်းကရုရှားဟာနှစ်စဉ်ကြီး3တန်းကိုရိုင်းထုတ်လုပ်နိုင်မယ်လို့ယူဆခဲ့ပါတယ်။ ဒါပေမဲ့အခုဒီနေရာမှာရုရှားဟာယူကရိန်းမှာအသုံးပြုနေတဲ့ကြီးအများစုဟာတကယ်တမ်းမြောက်ကိုရီးယားကလာတာဖြစ်တယ်ဆိုတာတွေ့ရပါတယ်။မြောက်ကိုရီးယားရဲ့အမြောက်ကြီးပို့ဆောင်မှုတွေနဲ့ပတ်သက်တဲ့ The Moscow Times ရဲ့နောက်ဆက်တွဲသတင်းတစ်ခုမှာမြောက်ကိုရီးယားကရုရှားထံပို့ဆောင်နေတာဟာပူတင်ရဲ့တပ်ဖွဲ့တွေယူကရိန်းမှာအခုအသုံးပြုနေတဲ့ကြီးတွေရဲ့တရားရဂိုင်းလုံးအထိဖြည့်ဆည်းပေးနေတယ်လို့ဖော်ပြခဲ့ပါတယ်။ယူကရိန်းရဲ့စစ်ဘက်ထောက်လှမ်းရေးအေဂျင်စီ GRU ရဲ့ဖော်ပြချက်အရ မြောက်ကိုရီးယား DPRK ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံရဲ့အကူအညီမရှိရင်ရုရှားဟာ၎င်းရဲ့အမြောက်တိုက်ခိုက်မှုတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်မှာမဟုတ်ပါဘူးယူကရိန်းရဲ့ခုခံရေးတပ်ဖွဲ့တွေကိုရုရှားစစ်တပ်ရဲ့အမြောက်ကြီးဖြစ်တိုက်ခိုက်မှုဟာထောက်ဝဲရော့ကျသွားမှာဖြစ်ပြီးမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်ရဲ့ထောက်ပံ့မှုမရှိရင်သမ္မတဗလာဒီမာပူတင်ဟာယူကရိန်းမှာသူ့ရဲ့စစ်ပွဲကိုဆက်လက်ဆင်နွှဲနိုင်မှာမဟုတ်ဘူးလို့ကုလသမဂ္ဂရဲ့အဖွဲ့ဝင်ဟောင်း Hugh Griffith ကထပ်လောင်းပြောခဲ့ပါတယ်။ ရုရှားရဲ့အမြောက်အားသာချက်ဟာထင်ရသလောက်မဟုတ်ပါဘူး။ယူကရိန်းကသူ့မိတ်ဖက်တွေကိုအားကိုးရတယ်လို့ပူတင်ဟာလည်းဂျီရီဆက်လက်စီးနင်းလာဖို့သူ့ရဲ့ပြင်ပမိတ်ဖက်တွေကိုအားကိုးနေရပါတယ်။အခုချိန်မှာရုရှားကောင်းဆောင်ဟာပြည်ရင်းထုတ်လုပ်မှုအားနည်းနေပြီးသူ့ရဲ့မြောက်ကိုရီးယားမဟာမိတ်ကလည်းတူလောင်ထားတဲ့ခဲယံတွေကုန်ခန်းလာနေတဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်။တစ်ဖက်မှာတော့ဥရောပဟာယူကရိန်းကိုပို့ဆောင်နိုင်တဲ့ဂျီအရေအတွက်ကိုစုပေါင်းမြင့်တင်နေပုံရပါတယ်။ရေမီတဲလ်နဲ့ ူကရိုပရိုပရုံအကြားသဘောတူညီချက်ကိုပါထည့်သွင်းစဉ်းစားရင်ပူတင်ဟာယူကရိန်းရဲ့ပြည်တွင်းထုတ်လုပ်မှုကိုတိတာထင်ရှားစွာမြင့်တင်ဖို့ပြင်ဆင်နေမှုကိုပါရင်ဆိုင်ရမှာပါအမြောက်လက်နက်အခြေအနေဟာ2024ခုနှစ်ကထက်ရုရှားအတွက်တိတိတတ်တာမကောင်းမြင်စရာဖြစ်နေပါပြီဒါဆိုရုရှားအတွက်ဘာကြောင့်ဒီလောက်ဆိုးရွားလာရတာလဲစစ်ပွဲလေလာရေး Institute ISW ရဲ့ဖော်ပြချက်အရအကြောင်းရင်းတစ်ခုကတော့ရုရှားရဲ့ပြည်ရင်းစီးပွားရေးနဲ့ပစ္စည်းပြဿနာတွေဟာ နောက်ဆုံးမှတက်ရောက်လာနေတာပါ2025ခုနှစ်ဖေဖော်ဝါရီလမှာ ISW ကဒီပြဿနာတွေဟာရုရှားအတွက်လာမယ့်12လကနေ18လအတွင်းတကယ်တက်ရောက်လာနိုင်တယ်လို့ပြောခဲ့ပါတယ်အထူးသဖြင့်ပူတင်ကျူးကျော်မှုစတင်ခဲ့တဲ့အချိန်ကစပြီးယူကရိန်းဟာရုရှားတပ်ဖွဲ့တွေကိုပြက်စီးစေရမှာပုံမူထိရောက်လာနေတာကြောင့်ပါ ISW ကအဲ့ဒီအချိန်မှာယူကရိန်းကစစ်ပွဲ၃နှစ်အတွင်း ရုရှားရဲ့စစ်ဘက်ဆိုင်ရာပစ္စည်းတွေကိုဘလောက်ဖျက်ဆီးနိုင်ခဲ့တယ်လဲဆိုတာကိုဖော်ပြခဲ့ပါတယ်။အမြောက်လက်နက်ပိုင်းမှာရုရှားရဲ့စနစ်ပေါင်း13,050ဟာအပျက်စီးဖြစ်သွားခဲ့ပြီးယူကရိန်းဗန်နိုင်းဝန်ကြီးဌာနရဲ့ဖော်ပြချက်အရဒီအရေအတွက်ဟာမေလမှာ28,980အထိတိုးလာခဲ့ပါတယ်။ဒါဟာပူတင်အတွက်ပြဿနာဖြစ်ပါတယ်။သူဟာမြောက်ကိုရီးယားကြီးတွေကိုဘလောက်ပဲရယူနိုင်ပါစေဒီကြီးတွေကိုပြစ်ခတ်ဖို့ လိုအပ်တဲ့စနစ်တွေဖြည့်ဆည်းခံနေရတဲ့အခါဘာမှအတိတ်ပဲမရှိပါဘူးဒီပြဿနာကိုပိုဆိုးစေတာက ISW ရဲ့ဖော်ပြချက်အရရုရှားရဲ့လက်ရှိအမြောက်စနစ်ထုတ်လုပ်မှုဟာ၎င်းရဲ့ဆုံးရှုံးမှုတွေရဲ့လက်ရှိအချိန်ကိုမလိုက်မိနိုင်ပါဘူး ISW ရဲ့အစီရင်ခံတာအရရုရှားဟာနှစ်စဉ်အမြောက်ပေါင်း90ခန့်သာထုတ်လုပ်နိုင်ပြီးဒီအခြေအတွက်ကိုတိုးမြှင့်နိုင်စွမ်းမရှိပါဘူးဒါဟာရုရှားမှာအမြောက်ပိုက်ထုတ်လုပ်နိုင်မှုစက်ယုံနှစ်ယုံသာရှိလို့ပါ ရုရှားရဲ့အခြားစစ်ရုံတွေမှာဒီပြောင်းတွေထုတ်လုပ်ဖို့လိုအပ်တဲ့အထူးပြုဆက်ရန်နေရာတွေမရှိပါဘူး။ဒါရီရှိခဲ့ရင်တော့ယူကရိန်းရဲ့တိုးပွားလာတဲ့ဒုံးကျည်နဲ့ drone လက်နက်တိုက်ကပြစ်မှတ်ထားတိုက်ခိုက်မှုတွေရဲ့ပြစ်မှတ်ဖြစ်လာနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။